ဲ့ producer ကတော့ဒီစကားကြတော့မဟုတ်ပါဘူးဟုတ်တယ်လို့လည်းဟုတ်တာပေါ့ကျွန်တော်တို့လုပ်နေတဲ့အမှုပညာပေါ်မှာကျွန်တော်တို့တစ္ဆာရှိမှဇက်ကားကောင်းတကားဆိုတော့ဖြစ်လာမှာနော်ကိုရှင်ဘတ်ထဲကဒီမွေးတာတဲ့အမှုပညာကြီးကိုကိုကိုယ်တိုင်မတစ္ဆာမရှိဘူးဆိုရင်တက်ပြောတက်ပြော ိုကမွေးရတာမဖြစ်တယ်ဘာဖြစ်လဲဘာဆက်ဖြစ်တယ်လူမညာတက်ဆာမရှိဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးအဲနော်ဟိုတက်ဆာမရှိတယ်ဒီလိုပဲရိုက်နေကြတာပဲနော်ဟိုဇလန်းဘုံမှာပြောတယ်လူလူချင်းတော့မတက်ဆာမရှိတာဗျာဟိုဘောစိဘာပြောင်းနေလဲပြောကျွန်တော်ပြောင်းပြီမယ်အေးပရမတ်တစ်ချက်ကမင်းသားနဲ့မင်းသမီးကိုမောင်နှမအရင်နေလို့ပြောင်းပြီနော်ဟုတ်ပြီအေးဒုတိယတစ်ချက်ကတော့မင်းသားရဲ့ခေါင်းနောက်ကနေဒုံးနေရတဲ့တစင်ငှောက်ထွက်ပြေစကားနဲ့ပါတယ်ပေါ့နော်အဲကာရီတာအတိုင်းလေးကိုပဲအဲလို့ပြောဆောင်တာက ပြင်ရ producer တွေရဲ့အတိုင်းရိုက်တာမဟုတ်ဘူးလေအဲကြောင့်ပြဿနာရှာအာကျွန်တော်က producer ရွှေဆန်းဒီပလန်က producer ပုံမှန်ပုံမှန်အဲ့လိုမဟုတ်ပါဘူးဘာအလိုပါဒီကတော့ဒီမှာဒီကွာလေဒီကမှာ main 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 ဒီမှာဒါတော်ကွာလေ ။ကညွေးစရာ။ကညွေးစရာ။ဘာမောင်ကြီး။ဘာမောင်ကြီး။ပါတော့သူတို့ပဲမေးကြည့်မှရမှာကိုကပြမတညွှဲစီရမှာတော့မသိဘူး။ဒါဒီမှာဒီကျွန်တော်ဒီမှာဖြစ်တဲ့ဟာလေး plot ပေါ်အာသားအနေနဲ့တော့ပြီးတော့ကြိုက်ထားတဲ့ဟာလေးကိုကျွန်တော်ပါပဲ။ဟင်းအပြင်းရှူတယ်မနေရအဲ့လိုမဟုတ်ဘူး။ဒီမှာလည်းအဲ့လိုဟုတ်ကြပါဘူး။ဟုတ်ကဲ့။ဒါဟာသားနဲ့သဘောမျိုးအာသားအာသားတော့အမှုပညာပါ။ဒီနေ့ပဲကြည့်နေပါဦး။ကိုရတယ်နော်။ဒီဒီကြတာကြီးတော့မရှိပါဘူး။ ကျွန်တော်ဒီအမားရင်းလေးပဲရှိမှာပေါ့နော်။အဲကျွန်တော်ဆိုရင်စီဒီမန်နေဂျာတွေမှာဟိုခက်သားလက်ဆောင်ပေါ့ဒီမှာတူကိုလုံးမမရှိမှာရှိမှာ။အပေါ်မှာဒီဇလန်းပေါ်မှာပို့ပြီးတော့လုံးလို့ရတာ။တော့တကယ်ကျွန်တော်လုပ်ရတာ။ဒီမှာတို့ရင်းကလည်းအရင်ပြန်မှန်းကြပြီ။အရင်ပြန်မှန်းကြတက္ကသိုလ်ကပြန်လို့တော့ကကျွန်တော်ကအားကြီးတောင်းရှိတယ်။အဲ့တော့အဲ့လိုပုံစံလေးနဲ့ပြီးတော့ writer ပေးနာမှာဘာလို့လဲဆိုတာရပ်ပေးနေရတယ်။ဘာလို့လဲ။ဘယ်ပရိဇာရတော့ဒီဇကားရတော့မဟုတ်ပါဘူး။ ဟုတ်တယ်လို့လည်းဟုတ်တာပေါ့ဟုတ်ဟုတ်ပါဦးဒါဟိုပြောသဘောလေးပါဟုတ်ကဲ့ဒီလောကမှာဖြစ်နေတာလေးဖြစ်နေရလေးနေရာလေးဟာသာသဘောလေးနဲ့ໃຊ້တာပါအဲဒီကားလေးကတော့အဲအတွဲလေးတွေစမ်းတယ်ပဲပြောတော့အဲရေးအောင်လို့တော့ကြိုးတော့အဲဘူးစသာအဲဘောလုံးတန်းတန်းကြားလေးပေါ့အဲအတွဲစမ်းတယ်ပဲပြောပါမယ် ကောင်းပါတယ်ခင်ဗျာကောင်းပါတယ်ဒီကာရီတာလေးကလည်းခင်ဗျာရမ်းလိုက်ပါတယ်သူကဟိုဘလို့အစ်စ်ဒါအစ်စ်တင်တာအလုပ်လုပ်နေရောအဲဒါပေမဲ့လိုက်နိုင်ပါတယ်ဟဲ့လေဟဲ့ဟုတ်လေဘာလို့အော်ဘာလို့မဟုတ်ဘူးလည်းကြီးတော့ကျွန်တော်တပ်ပြီးတာအဲအဲ့ဒီထဲမှာဟိုဘောဒီပရိုဂျူတာတွေကခွန်ကြောင်ကြီးစိတ်ကများတယ်လို့အဲအဲ့ဒါကြောင့်မလို့ဒီဒါရိုက်တာက ဒါတောင်ပဲတော်တော်ပြီးဒုက္ခတွေပေးနေအောင်နော်အဲ့လိုဆိုတော့ဒါတောင်ကျွန်တော်စိတ်တွေညစ်လာတယ်ခေါင်းချောင်းမှုအချိန်ပွဲပေးတာအဲ့ဒီဘောလေးပါအာပြီးသလောက်နော်ဒီရဘယ်တော့တကားတကားပဲလို့ကြည့်ပါအဲ့လိုမျိုးပဲဆုံးတဲ့ခါကျတော့လည်းတကားကောင်းဖို့လည်းအားလုံးဝင်ရပြီးတော့ဒီကုန်ရေဆိုတော့လုံးကြရတယ်ဥမာပြောတာအုံသာမတူအောင်ဘာလဲကုကြောက်ကုကြောက်မှလည်းဒီလူကြတော့လည်းလူကြောက်မှပါလေအဲ့ဒါအဲ့ဒါကောင်းပါလေရတလေးမျိုးမျိုးခံစားရတာပါ မှာဆိုတော့ဒါဖြစ်တဲ့ဖြစ်တဲ့ဒီနေ့ကဘာဖြစ်ပြနေတဲ့ဟာလေးကိုကျွန်တော်ကြုံခဲ့ရရှိတယ်။ဒါကြောင့်အဲ့ဒီပုံမှာလည်းပုံကားပြီးတော့ဘာသာပြောင်းလေးပို့ပြီးတော့လုပ်ခဲ့တာပို့ပြီးတော့ဟောပြောပြောင်းလိုက်ခဲ့လို့ရှိတယ်เนาะအဲဘာမှမဟုတ်ကျွန်တော်ဒီအိုက်ကောင်ကဒီဒီဦးလည်းပါအရင်အေးတဲ့အချိန်ပေါ့ကျွန်တော်မမိုက်ခဲ့ရပဲဒီစိတ်ဟိုအားထဲမှာစီးနေမှလည်းမပါဘူးအဲ့ညိုရင်းစရာဟို ်တော့ရဲအေးတဲ့ရေကူးကလည်းလက်မရိုက်တာကိုပြိုးပြိုးကိုယ်ရဲ့ဆိုတဲ့ညပြီးတော့ပြောတော့ထားတယ်ထုတ်ချတယ်ဒီလိုတော့မဟုတ်ပါဘူးဗျာဒီစကားတွေပါတယ်ပေါ့နော်အဲကာရီတာအတိုင်းလေးကိုပဲအဲလို့တိုးဆောင်တာကအပြင်ကပရိုဂျူဆာတွေရဲ့အတိုင်းရိုက်တာမဟုတ်ဘူးလေအားကြောင့်ပြဿနာရှာဒီကကိုပြောရရင်ပို့ပေါ့တိတ်ဟိုခဲရခဲကျဲပုံစံလေးလည်းမပါဘူးကာရီယာဟာတာကားလေးပို့ပို့ပါလေးဆိုတော့ဟုတ်ကဲ့ င်ပြပါတော့အားလုံးမလို့ဟမ်ဟောဒီရာကူကိုဆိုတာအမှောအကောင်မလေးငယ်လို့ရှူဂါရာသာပါကတည်းကဒီလိုလာလို့ကြရတော့ဆရာကတည်းကဒီကြားကိုပို့ပြီးတော့ကတော့လေဘာလို့ဆူလာတော့ပြီးတော့ဟမ် တဲ့အထာလေးပဲဟောအဲ့အဲ့ဒါပြောဟောအဲ့ဒါပြောဟုတ်ကဲ့အဲအဲ့နေပေါ့အဲအဲ့နေလိုက်အဲ့နေဆိုတော့ sugar daddy ရအဲ့နေပဲအဲ့ဒါတော့ကျွန်တော်တို့ပြလိုက်တဲ့ဂျာကူကိုထုတ်ပြီးတော့ပြလိုက်တော့ကျုပ်ပြောမောင်းနေပြီလားဘာလို့လဲဘာဆိုကြောင်လို့မလဲဟမ်ဆိုကြောင်တော့ပူရှန်နေတယ်အဲ့တော့မအားလားဆူလို့လားမလားဆိုတော့ပုံစံလေးကဒီစကားကပို့ပို့ ခွင့်အားဆိုပေမဲ့ရုပ်ရှင်လောကသားရဲ့နောက်ဘက်မှာအဲ့လိုပေါ့ဒလိလေးလေးပုံစံလေးတွေ့အောင်တချို့ကကြတော့အကုန်လုံးကြီးမဟုတ်ဘူးဇညွန်းရပြန်ပြန်ရတာရှိရတယ်။ဒီအကြီးတို့အကုန်လုံးဥမာ producer ဆိုလို့ရှိရင်ကိုမြတ်ဆိုကောင်မလေးဟိုပုံချောင်းရတယ်သူတို့တော့အဲ့လိုပုံစံရှိတယ်။အပြင်မှာအကုန်လုံးမအလုပ်မဟုတ်ဘူး။အဲ့အဲ့ဒါလေးဇလန်းလောက်အောင်လုပ်ရအောင်။ဟုတ်လေကျွန်တော်ပြောခံရမှာ။ကျွန်တော်ကျွန်တော်ပြောတော့မဟုတ်အမညီမလေးပြောတာဟုတ်ကဲ့ပါ တော့ဒီကားကြီးကဇူလိုင်လ4ရက်နေ့ဆိုတော့နော်အဲ့တော့နိုင်ငံလုံးနိုင်တာမှပြန်လာတော့မှဖြစ်တဲ့တော့ကြအားပြေဖို့လေတော်လဲမှာလေအားပြေပါလို့ပြောကြပါဘောပါတယ်ဒီကားဟိုဒါပဲဇူလိုင်4ရက်နေ့ဇူလိုင်လဇူလိုင်ဇူလိုင်လ4ရက်နေ့မှာတော့နိုင်ငံလုံးမှာရှိရုံမှာယူဒီကားတော့ဖြစ်ပါတယ်အားပြေပါ